ဝင်းလာငါးတကောင်ဆုံးသွားရင်အခြားငါးတွေနှစ်နဲ့ချီပြီးအစာမငတ်တော့ပါဘူးဝင်းလာငါးကြီးတကောင်ဆုံးပါသွားမယ်ဆိုရင်ရေထဲကငါးတွေအတွက်လာရီနှစ်နဲ့ကြောင်းအလူပေးလိုက်တလို့ဖြစ်သွားပါလိမ့်မယ်ဝင်းလာငါးတွေကဆုံးပါသွားလို့ရှိရင်ဟုံးရောင်ထဲကသူ့ရဲ့ခန္ဓာကိုယ်ကရောက်သွားပါတယ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာတော့ဒီဝေလာငါးရဲ့အသားကိုငမန်းနီကဝိုင်းပြီးတော့ကိုက်စားပါတယ် အသားပါပါလေးနဲ့အရိုးတွေပဲကျန်တော့မယ်ဆိုရင်တော့ပစွန်ကနန်းရေပိုးရေးစတဲ့အကောင်တွေက ဝိုင်းပြီးတော့စားတော့ပါလိမ့်မယ်။အရိုးပဲကျန်တော့မယ်ခါကြရင်ဟိုက်ဒရိုဂျင်ဆာဖိန်နဲ့မီသိန်းဂတ်တွေထွက်ပေါ်လာပါတယ်။အဂတ်တွေကနေတစဉ်ဘက်တီးရီးယားတွေပေါ်လာပြီးအဲ့ဘက်တီးရီးယားတွေကိုစားတော့ဖို့အတွက်ငါးပေါင်တီးတီးလေးတွေအများကြီးရောက်လာပါတယ်။ဒီငါးတွေကတရက်နဲ့ပဲစားရမှာမဟုတ်ပါဘူး။အဲ့ဘက်တီးရီးယားတွေကိုနှစ်နဲ့ချီကထားထားပြီးစားတော့နေရှိပါတယ်။ ဒီလိုမျိုးတည်သွားတဲ့ခန္ဓာကိုယ်ကိုယ်တော့လူနိုင်တဲ့ငါဆိုတော့ဝေလငါပဲရှိပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကောင်းတာကပင်လယ်ထဲမှာဆိုရင်ဒီဝေလငါဟာအကောင်သာကြီးပေမယ့်ပင်လယ်မုန်ဆိုးတွေရဲ့အန္တရာယ်ပြုလာကိုတတိထားပြီးနေကြပါတယ်။ဒါနေမကသေးပါဘူးပင်လေကူးတင်မောကြီးပြင်မတော်တဆတိုက်မိတဲ့ခါမှဆိုရင်လေဒီဝေလငါတွေဟာတေဆုံသွားကြပါတယ်ဒီလိုနေပဲဝေးစ်ဝေလငါကြီးတွေဟာတဖြည်းဖြည်းနဲ့မြို့တုံးလူနေပါဖြစ်နေကြပါပြီ ဒါကြောင့်မလို့ဝေလာငါးတွေအဓိကအသက်ရှင်တန်ဖိုးအတွက်ဒီလိုမျိုးဖမ်းယူတပ်ဖြတ်နေတဲ့ပင်လယ်မုန်ဆိုးတွေကိုအစိုးရဘက်ကနေလိုက်လံဖမ်းဆီးပြီးတားမြစ်ခဲ့ပေမယ့်မုန်ဆိုးတွေဘက်ကရက်တန်တာမရှိခဲ့ပါဘူး။အဲဒါကြောင့်ခုလက်ရှိတိုင်အောင်ဖမ်းယူနေသေးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပင်လယ်သမုတ်တရားတွေကဝေဝေလာငါးကြီးတွေရဲ့စိတ်ဝင်စားဖို့ရာအကြောင်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီရင်အောင်ကပငယ်လေးတွေမှာစိတ်ဝင်စားဖို့အတော်လေးကောင်းတဲ့ပင်လယ်ငါးမျိုးစိတ်တွေအများကြီးရှိကြပါသေး ဘလောက်တောင်းလဲဆိုရင်သိပ္ပံနည်းပညာတွေခေဆက်ဆက်အတော်လေးထုံးကားလာခဲ့ပြီမေပင်လယ်ရဲ့ဟိုးအောင်ဆုံးတနေရာမှာဘလို့တတ္တဝါတွေရှိနေဆိုတော့ကိုမဖော်ထုတ်နိုင်သေးပါဘူးဒီထဲမှာဆိုရင်လူသားတွေလေ့လာရသလောက်လက်လန်းမိတဲ့ပင်လယ်တွေကအကောင်ကြီးလို့ပြောနိုင်ရင်ဝေလာငါးချီတွေကိုပြင်းမြင်မိမှာပဲဖြစ်ပါတယ်ဒီဝေလာငါဆိုရင်အတော်လေးကြီးမာတာမလို့ပင်လယ်တဲကရှင်နေတတ်တော်အားဒီထဲမှာဘယင်လို့တော့တင်စားခေါ်ပေါ်ကြပါတယ် ဒီဝေလာငါးရီဟာ ပေ90ကနေ100အထိရှိပြီးကားမတိုင်တစ်ခုစာလောက်ရှိပါတယ်။အလင်းချိန်ကလည်းကားစီး20လောက်နဲ့ညီမျှတယ်လို့လေးလာသူတွေသိရှိကြရပါတယ်။ဒီလိုမျိုးကြီးမားတဲ့အရွယ်စားတဲ့အလေးချိန်ကိုကြားလိုက်ရုံနဲ့အံ့ဩနေကြပါလိမ့်မယ်။ဒါပေမဲ့ဒီထက်ကမှပိုပြီးတော့အံ့ဩဖို့ကောင်းတာတွေရှိနေပါသေးတယ်။ဝေလာငါးတွေဟာကဘာပေါ်မှာအသိဉာဏ်ရှိဆုံးရေနေသက်တော်အတကောင်ပဲဖြစ်ပြီးဝေလာငါးတွေဟာအစာရှောက်ပြီးတဲ့အခါမှာအတူပိုးပေါင်းလှုပ်ဆောင်ကြပါတယ်။ သူတို့ဟာသူတပြင်ဘူပေါင်းကွန်ရက်နီလန်ဘာဘယ်နက်ဖီဒင်းလို့ခေါ်တဲ့နီးကိုအသုံးပြုကြပါတယ်။အုတ်စလိုက်ဝိုင်းရံပြီးငါးတိတ်သေးလေးတွေကိုရေဘူပေါင်းနေနဲ့ဝိုင်းပိတ်ဆို့လိုက်ကြပါတယ်။အဲဒီနောက်မှာမှပစက်ကြီးတွေကိုဟပ်ပြီးအဲဒီစာတွေကိုအများကြီးစားသုံးလိုက်ကြပါတယ်။ဒါဟာသူချတဲ့အမဲလိုက်နီးပြူဟာတစ်ခုဖြစ်ပြီးသူတို့ရဲ့ညံရင်ညံသွေးမြင်မပုံကို ဖော်ပြနေပါတယ်။ဒါနေမကသေးပါဘူး။ဝေလံကားတွေဟာသူတို့ရဲ့တခြင်းတွေနဲ့လည်းနမိတ်ကြီးပါတယ်။ ဒီတချင်းညောင်မူရင်းစင်းမြစ်ကိုယနေ့ထိမသိရသေးတဲ့အတွက်လျှို့ဝှက်စမ်းချင်မှုတွေပဲတရှိနေသေးဖြစ်ပါတယ်ဝီလာငါဖို့ရီဟောင်းသူရဲ့တခြင်းလေးကိုအချင်းကြားကြီးဆိုတတ်ကြပြီအချို့တခြင်းလေးဟောင်းတနားရီကြော်ကြနိုင်ပါတယ်ဒီတခြင်းလေးဟောင်းသမုတ်တရားရှင်ရောက်မှမိုင်းပေါင်းများစွာတည်ပြန့်နှံ့နိုင်ပါတယ်သိပ္ပံပညာရှင်တွေကဒီတခြင်းလေးဟောင်းမိလိုက်ဖို့အတွက်ရောအချင်းချင်းဆက်သွယ်ဖို့အတွက်ပါအုံပြူရဲလို့သတ်မှတ်ထားကြပါတယ် ဒီတခြင်းတွေဟာတဏှာကနေတဏှာကိုကူးပြောင်းနေတဲ့အခါမှာသတင်းချက်လက်တွေအနေနဲ့တတိပေးချက်တွေကိုအချင်းချင်းပေးပို့ကြတယ်လို့လည်းယုံကြည်ကြပါသေးတယ်။ဒါပေမဲ့ဝေလာငါးတွေရဲ့ဘဝဟာခက်ခဲပါတယ်။ဝေလာငါးတွေဟာမျိုးစိတ်တွေရဲ့အနာဂတ်ကိုထိမ့်သိမ့်မှုအတွက်နေ့စဉ်နေ့တိုင်းမိုင်ပေါင်းများစွာကိုခီးနှင်ကြပါတယ်။ဒီလိုခီးရှိကြီးကိုမတော်လာမီသူတို့ရဲ့တောင်းငယ်လေးတွေကိုဝေလာငါးအုပ်စုတစ်ခုလုံးကဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြပါတယ်။ ဝေလာငါအုပ်စုတစ်ခုလုံးဟာမိခင်ဝေလာငါနဲ့တောင်းငယ်လေးကိုအကာအကွယ်ပေးပြီးတမောက်တရားရဲ့အကြီးမားဆုံးအန္တရာယ်ဖြစ်တဲ့ဝေလာငါမဟုတ်ဆိုရင်တင်မောက်ရရဲ့ချင်းချောက်မှုကနေကာကွယ်ပေးကြပါတယ်။ဒါပေမဲ့ဒီနေ့ခင်မှာဝေလာငါတွေဟာလူတွေရဲ့လှုပ်ဆောင်မှုတွေကြောင့်အန္တရာယ်တွေနဲ့ရှင်ဆိုင်နေရပါတယ်။ဒါနေမကသေးပါဘူးပင်လေရေတုညဉ့်ညံ့မှုရေတုပူချိန်မြင့်တက်လာမှုနဲ့တင်းမောင်းတွေနဲ့တိုက်မိတာကြောင့်သူတို့ရဲ့အသက်ရှင်ရက်တီမှုကချိမ့်ချောက်ခံနေရပါတယ် ဒါပြင်တရားမဝင်ဝန်ထမ်းကဖမ်းဆီးမှုတွေကလည်းသူရဲ့မျိုးစိတ်ကိုရှာပါလာစေပါတယ်။ဒီလိုမျိုး ရှာပါလာစေတာက ရေနှူးရဲ့ဂေဟာစနစ်တစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်ပါတယ်။ပင်လေသမောက်တရားထဲမှာဒီလိုမျိုးအသိဉာဏ်ရှိတဲ့ဝေလာငါကြီးတွေမျိုးတုံးမှုဆိုတာကအတော်လေးဝမ်းနေဖို့ကောင်းပါတယ်။ဒီလိုမျိုးအသိဉာဏ်ရှိတဲ့အကောင်တွေကိုစောင့်ရှောက်ဖို့ကကျမတို့မှာတာဝန်ရှိပါတယ်။ကျမတို့တွေတောင်ပင်လေလေးကိုအညစ်အကြေးတွေမစွန့်ပစ်ဘူးဆိုရင်ဒီအကောင်တွေလည်းမျိုးတုံးနိုင်မှာမဟုတ်တော့ပါဘူး။ ဒီနေ့ပြောပြပေးသွားခဲ့တာကတော့လူတွေရဲ့အနေအပေးမှုတွေကိုကြောက်နေတဲ့ဝေလာငါကြီးတွေရဲ့အကြောင်းကိုပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Zotan Sharing Channel လေးကို Like and Follow လေးလုပ်ပေးခဲ့ကြပါဦးနော်။